မှားလို့မထင်တော့ဘဲနဲ့အမှန်လို့ထင်သွားရင်မကောင်းဘူးတဲ့အဲဒါကြောင့်တအားရှိကိုရှိတိုင်းအဖြစ်ကိုအဖြစ်မှတိုင်းသင်ပြပြီးတော့ကျွန်တော်တို့ပေါ်ပြဖို့ရန်တော့ကျွန်တော်ဒီလိုပဲစနေထားပါတယ်အဲကြောင့်ကျွန်တော်တို့ဒီလာတွေ့ခြင်းဟာတော့ကျွန်တော်တာမန်ဘိုးဘိုးနဲ့ကျွန်တော်လည်းမြောက်ပဲတွေ့ပြီးတော့အစည်းအဝေးကိုဘယ်လိုဆွေးနွေးလဲဆိုတဲ့နေသားမျိုးကိုဆက်ဆောင်ရောက်ဖို့ရရှိပါတယ်ဘယ်လိုလဲပဲအခုအများကြီးဖိထားတော့ကျွန်တော်ချက်ချင်းဟိုမပြောတတ်ဘူးပြောတတ်တော့အခု ျွန်တော်ရဲ့လုပ်ဖို့ဆောင်ရွက်များကနေပြီးတော့တင်ပြတဲ့အကြောင်းအရာကိုကျွန်တော်ကဗီဒီယိုအားဖြင့်တည်ပြီးပြီအခုဘုံဘောတို့ကိုယ်တိုင်နှုတ်အားဖြင့်အဲတော့လည်းပဲပြောတော့တော့ဘယ်လိုလဲပါမိတယ်ဘယ်လိုလုပ်လဲနှုတ်အားဖြင့်ပြောတဲ့အရာကိုတော့ကျွန်တော်တို့ကိုကျွန်တော်တို့ကားနဲ့ကြားပြီးတဲ့အခါမှာဒါကိုလက်ခံတင်ပြပြီးတဲ့နောက်ကျွန်တော်အများဆုံးဆောင်ရွက်သွားဖို့ရရှိပါတယ်သူကိုရေးယူမယ်ရေးယူဘူးဆိုတာကတော့တချို့ခုနကျွန်တော်တို့လုပ်တဲ့ဘုံဘော ဟို sorry ပုံပုံဖော်ပြတဲ့အရာကတော့ဒါမှန်တဲ့ process ကိုဖြစ်စင်ပဲတိုးတော်လည်းပဲဥပဒေကြောင့်အရေးယူဖို့ကတော့ကျွန်တော်တို့လည်းမဆိုင်ဘူးဆိုင်လို့မှာတော့လက်ဆိုင်ရဒီချေးရေးဒီချေးရေးဘက်ကနေကဒါတော့ပြောလို့လုံးဝမဟုတ်ဘူးကျွန်တော်တို့ဘက်ကစူပေါင်းပြီးတော့ပဲတင်မလားဒါမှမဟုတ်သူ့ကိုကျွန်တော်တို့ဘယ်လိုရှာမလဲပေါ့သူသူဘာမှရှိလဲဆိုတော့လည်းကျွန်တော်အနေနဲ့မသိဘူးသူ့ကိုလည်းကျွန်တော်ပုံကိုရေးတခါမှလည်းမတွေ့ဘူးတဲ့အတွက်ကြောင့်သူဟာဘယ်လိုလူမျိုးမှလည်းကျွန်တော်မသိသေးဘူးဖြစ်နေတိုးတော်လည်းပဲဘုံပြောတဲ့ဒုတိယအချက်အနေနဲ့ကတော့သူကတော့ ိတ်တပိုင်းဆိုင်ရာမှာတော့လက်ငယ်များဟိုသူချောအားနည်းမှုများရှိသလားဆိုတာတော့ကျွန်တော်လေ့လာလို့ရပါတယ်ဒါကတော့ကျွန်တော်ဘက်ကပေါ့နောက်တစ်ခုကတော့ဖြင့်ဒီလိုပုံကူမျိုးဟာကျွန်တော်တို့ခရိယန်လို့ပြောပေမဲ့သူကလည်းခရိယန်ဟုတ်ချင်ပါလေဟုတ်ပါလေခရိယန်တရားဓမ္မအကြောင်းကိုလည်းကျွန်တော်တို့တန်းစာအကြောင်းတွေမှာဓမ္မအကြောင်းတွေမှာတခြားလိလာစီးပူးပြီးမှတက်ခဲ့တဲ့လူလည်း ုမဟုတ်သိနိုင်ဒါကြောင့်သူတယောက်မယောက်သူတို့ဒီလိုလူမျိုးဟာငွန်နေတာမှာမှာခရိယံတန်ပေါင်းဟိုကျွန်တော်မြန်မာနိုင်ငံမှာတော့600ခန်းလောက်ရှိတယ်ပေါ့59တန်းမှာ600ခန်းလောက်900ခန်းလောက်ကျဲမှာဒီလိုလူမျိုးဟာတော့၄၅6ယောက်9ယောက်အဲဒါ10ခန်းလောက်တော့ရှိနိုင်ပါတယ်ရှိနိုင်ပါတယ်ကျွန်တော်တို့တန်းမှာမြည်တဲ့ခါမှာရှိနိုင်ပါတယ်ဒါကြောင့်သူတို့ရဲ့ပြောဆိုမှုအရာတွေပေါ်မှာလည်းပဲဟိုအမှဆိုရင်ဇာမရှိဘူးဒီမှာဓမ္မကြောင့်အခြေခံ လည်းမရှိသလိုသူကသူတို့ဓာတ်ပြည့်သူတို့တွေကကျမ်းစာကိုဖတ်တယ်ဖတ်ပြီးတော့အဲ့ဒီစာသဘောရပဲဟောပြောနေတာဖြစ်နောက်ခံဓမ္မအကြောင်းရအခြေခံကြကြကျမ်းစာအကြောင်းတွေဓမ္မတက္ကသိုလ်တွေမှာသင်ကြားတဲ့အတွေ့အကြုံတွေသိရှိဖို့မရတဲ့သူများကဖြစ်တတ်တယ်ဆိုတော့လည်းကျွန်တော်တို့တပြီးတော့ပေါ်ပြခြင်းပါတယ်ကျွန်တော်တယောက်အနေနဲ့ကတော့လောလောဆယ်ဟိုမစိုးရင်ဒီလားကူရတော့ဘာလဲဆိုလို့ရှိရင်ခုနကဘုံပြောသလိုဒီခွေရတော့ပြတ်နေတယ် ပြန်နေတဲ့ခါကဘယ်ထဲမှာပဲကျွန်တော်တို့ရှိနိုင်တယ်လို့ဆိုခရိယာနေထဲမှာပဲရှိနေဦးမှာဖြစ်တယ်။ခရိယာထဲမှာရှိနေဦးပြီးတော့တခြားဘာသာဝင်များတော့ကြည့်လို့ရှိရင်တော့ကျွန်တော်တို့ရင်နာမယ်၊စိတ်မကောင်းဖြစ်မယ်၊စိတ်မကောင်းဖြစ်တော့တစ်ခုခုများဟိုလုတ်ပြီးလို့ရလုတ်ခဲ့လို့ရှိရင်လူသားဆိုတော့လုတ်ပြီးလို့ရလုတ်ခဲ့လို့ရှိရင်အဲ့ဒီပုံမှာဟိုပฏิပက္ခအသွင်ဆောင်တဲ့နားဟိုနားမလည်မှုပုံမှာခြေခံပြီးတော့ပฏิပက္ခအသွင်ဆောင်တဲ့အရာများဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့လည်းချိန်မယ်၊ကျွန်တော်တို့လည်းဝိုင်းချိန်ပါပြီးတော့သက်ဆိုင်ရအောင် ဟိုကျွန်တော်နေနေကတော့ဘုံဘုံဟိုစတင်ပြောတာမဟုတ်ဘူးဗောလေအဲမဲ့ကျွန်တော်တို့ကတော့နိုင်ငံတော်ဆွေးနွေးပွဲကြတာတာကမဟာမဟာနာယကဆိုတာလေသူ့ရဲ့ဖွဲ့စည်းပုံလည်းသူရှိနေတဲ့ကြောင့်သူတို့လည်းအကျိုးအကြောင်းတင်ပြထားပြီးတော့သူတို့တင်ပြထားမှာဆိုလို့ရှိရင်သူတို့အနေနဲ့လည်းပဲဒါကိုဆက်လက်ပြီးတော့ဘာကြောင့်လဲဆိုတော့သူပြောရမှာသူဟာတာကနာယကအဖွဲ့ဝင်လို့ပါလို့ဖြစ်နေဆိုတာရှိတယ်ဆိုတော့တာကနာယကအဖွဲ့ဝင်ဖို့ဆိုတာလေကျွန်တော်တို့ ဟိုတည်ရှိဖို့လိုတာပေါ့လေဒီလိုမျိုးအဆင်ပြေဆောင်ရွက်တော့မယ်ဆိုရင်တော့ဒါမျိုးတော့တော့ဖြစ်လာခဲ့ပြီရှိတော့လုတ်ချင်တဲ့လူရှိအောင်တော့မှကျွန်တော်တို့ဟိုဒီလိုလုတ်မှာမဟုတ်တော့ပဲနဲ့ဖြစ်လာခဲ့ပြီရှိအောင်တော့မှလည်းကျွန်တော်တို့တင်ပြီးတော့ကာကွယ်ငင်းတော့ဆောင်ရွက်သွားနိုင်မယ်လို့ပြောချင်ပါတယ်ဒါတော့ပြန်ပြီးတော့ချုပ်ပြီးတော့ပေါ်ပြမယ်ဆိုတော့ဘရမတ်ချက်တွေဥပဒေတွေဆိုရပြတော့ဝမ်းသာပါတယ်ဘရမတ်ချက်တွေတဲ့ဆရာတို့များတင်ပြချက်ဘုရားဘာသာအလုံးကိုကြားပြုရဲ့ ခံစားချက်ပြည့်နဲ့မေတ္တာတရားဓမ္မကျောင်းပုံမှာပါရွေးမှုရှိရလေအောင်စေတနာနဲ့ကျွန်တော်တို့တင်ပြရတဲ့ဆိုတာကိုလည်းကျွန်တော်တို့လက်ခံပါတယ်ဓမ္မသုံးချက်နေနဲ့ကျွန်တော်တို့ပြန်သူတွေကကောင်းစီနေနဲ့ဒီမှာကျွန်တော်ပေါ်ပြတဲ့ခရိယံဖွဲ့စည်းပုံအတိုင်းကျွန်တော်တစင်ချင်းအမြန်ဆုံးဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒီလိုရှိရင်နံပါတ်၄တစ်ချက်နေနဲ့ကျွန်တော်တို့ဆောင်ရွက်ကျေးဇူးရလဒီပုံမှာအကောင်းဆုံးပြန်လည်ပြီးတော့ညီနိုင်ပြီးတော့ဆောင်ရွက်သွားဖို့ရရှိတယ်။ဒီမှာနိုင်ငံလုံးဆိုင်ရာဟို အမဒီလေးပေါ့ဘာသာပေါ်သူကြည့်ကြည့်ဒီလေးပေါ်မှာလည်းကျွန်တော်အများဆုံးစီဝေးခေါ်ပြီးတော့ကျွန်တော်ပြီးတဲ့အခါမှာဒီပေါ်မှာကျွန်တော်တို့နိုင်ငံစစ်ကျွန်တော်တို့ဒေသအစစ်အုတ်ချီပေါ့ချီကစစ်တီအများဆုံးဆောင်ရွက်သွားတဲ့ဘုရားအတွက်ကျွန်တော်အနေနဲ့ညှိနှိုင်းသွားမယ်ဆိုတဲ့အကြောင်းကိုဘယ်လိုပဲတုံ့ပြန်ပြရစီချစ်ချင်းဟိုပါပေါ့ဒီတိကျတဲ့ပြည်တော်ကိုနိုင်ငံတကာလည်းကျွန်တော်တို့ကဘာသာဆုံးတွေ့တဲ့အချိန်မှာပဲချစ်ချင်းကြီးဖြစ်ထုတ်လို့တော့ကျွန်တော်မဟုတ်ပါဘူးခက်ခက်ပြများများ တွေ့တဲ့ခါကျမှပဲကျွန်တော်တို့ရဲ့ရင်းနှီးမှုကျွန်တော်တို့ရဲ့ဟိုတွေ့လဲမှုတွေကိုသိရှိနားလည်ပြီးတော့ပို့ပြီးတော့ငင်းချမ်းတဲ့မြတ်တာတဲ့ညီညွတ်တဲ့ညီမျှတဲ့မေတ္တာတရားမှုမှာအချိန်နဲ့လူဖွဲ့စည်းကိုတည်ဆောက်နိုင်ပါတယ်လို့ကျွန်တော်တို့လည်းတုံ့ပြန်ပေါ်ပြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟာတို့ဟာတိုင်းမဲ့လေမတူတာလေးတွေတော့ရှိတာ ။ဦးဇင်းတို့အားလုံးတာရေးကောင်းမွန်တဲ့အသက်တာကိုမျှော်လင့်ရပါမယ်။လူသားမှန်တာရေးကောင်းမွန်သောအသက်တာကိုမျှော်လင့်ပါမယ်။တလုံးတော်ရတယ်ဖြစ်ရှင်ရပါမယ်။ဦးဇင်းလေးလာရောက်တော့ခရီးယံဘာသာအခုတခါကြီးရော MCC ရဲ့လက်အောက်မှာရှိတဲ့အသင်းတော်14ပါးနဲ့အချာကွဲတစားပြီးဖြစ်နေတဲ့အခုအသင်းတော်ကြီး ကိုရီးယားလာတဲ့တင်းတော်တခါကြီးဥစ္စာမော်နာလည်းများကြီးလက်ကောင်းသေးတယ်ဟိုသဘောပြောရင်တော့ဟိုလူကောင်းအဲ့လိုလူတွေကဥစ္စာတော့နောက်ရှက်နေတဲ့ကြံတဲ့ပုံပုံတွေတခါကြီးတို့ချပေးထားတဲ့ပုံပုံတွေကနောက်ရှက်နေလို့ဆိုတယ်ဒီကွေထဲမှာနောက်ထပ်ပါအောင်မယ်ဆိုပါတော့ဆရာဦးစောရွှေလင်းတီအောင်ဒေါက်တာပိုင်စုနွမ်းနမ်မူတာတော်တော်လေးကိုဒီမှာပြီးတော့လို့မဟုတ်ဘူးထပ်ပြီးတော့သူဖြစ်သွားတာရှိပါတယ်ဒီလိုပဲဥက္ကံထူး တီမီသားရှိမှာတိပလာမသိဆရာကြားဘူးလေကြားပြုံးလေလားကျွန်တော်ကျွန်တော်မှတကယ်ဆိုရင်ဒီတောင်းလို့ယူတာမကြသေးဘူးလာပိုင်းနဲ့ဦးစင်းတခုမင်းရည်ဆရာတို့အတင်းတော်ကြီး MCC ကိုဘယ်ကထောက်ကန်ထားလဲကျွန်တော်ကဖွဲ့ဝင်တဲ့တော်၁၄ပါးနေ၁၄ပါးပြန်ပြီးတော့တန်ဖိုးတယ်ပြည့်စုံရဲ့လားဟမ်မပြည့်စုံရင်ဘယ်လိုထပ်ပြီးတော့ရက်ပြည့်တယ်ကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဖက်အဖွဲ့ရှိတယ်ဒီမိတ်ဒီပါ ဖွဲ့စည်းတွေရှိပါဟုတ်ကဲ့အဲ့ဒီဖွဲ့စည်းဦးစည်းအဲ့ချင်းတွေဦးစည်းနဲ့ဆက်ခေါ်ယူတာ NGO Non Government Organization ဦးစည်းကအဲ့လိုနဲ့တွေ့လို့မှအဲ့အခွင့်အရေးလေးကိုဦးစည်းကမေးချင်တာဦးစည်းတို့ဒီနာဂိဒေတာမှာပြဿနာတက်တော့နောက်ပြီးတော့ NGO တွေအများကြီးလာခြင်းနဲ့နိုင်ငံတော်တချို့ပိတ်နေရလာနေတဲ့လူတွေကမလူလာရှိပြီခရိယံဘာသာဖြစ်မှလူမယ်ဒါတကယ်လို့လက်တချို့တော့ကြားမှာ ဒီဥစ္စာလေးတစ်ခုစံစားဖို့အတွက်ဒါကငိုးတဲ့လေထဲမှာနေပြာမရှိလို့ခေါင်းမူးလေးရဖို့အတွက်ဒီဘာသာဝင်မှဖြစ်မှာပါဆိုပြီးတော့ရရဆက်ဆက်လှုပ်သွားတာကိုဒီနေ့တမိုင်းမှာပြောက်တယ်။ဒါကဥစ္စာဝင်ရတူဒီနေ့နာခိဒေတာဥစ္စာသွားရကူညီကြတာဟိတာရှင်နဲ့လည်းသွားခဲ့လေဒီလိုမဲ့အခုဒီနားလေးကိုဟိုနားလေးမီလောင်သွားကြည့်ဟိုနားလေးတိုက်သွားကြည့်ဒါရဲဆောင်းဆောင်ရွှေဖွဲ့မရုပါတာဝင်မလား မနေ့ကအခုမှဆရာတော်တစ်ပါးရှိပါသူသင်ပြထားပါသူတမီလေးနဘာလာဂုံးနဲ့အောင်တော့ကြတော့လာပြီးတော့ငါတို့ခရိယံဘာသာဝင်ဝင်၆ပတ်မယ်ကော်မန်ဒီယာဈေးပဲရောင်းတော့မယ်သူလက်ငယ်ငယ်ကဒီခရိယံကျောင်းနေသူ့အဖွားကခရိယံဖြစ်လို့သူလက်သွားခဲ့သူမဝင်နိုင်ပါဘူးဆိုတော့ပြောလိုက်တဲ့စကားမွဲချင်းနဲ့ခွေပြောင်းတူးသည် မှချစ်တယ်အဲ့ကမကြီးသူကိုယ်တိုင်နားနဲ့ဆက်ဆက်ကြာဦးခေါ်ထားပါလေပြောနေတာတခါကြီးလူလူကြီးမင်းနေလာတဲ့ခါမှာသူတို့ရဲ့နှလုံးသားကိုဖွင့်ဟာခြင်းကတခါကြီးကမြစ်တာကြီးနဲ့ဆင်းရင်ကြောင်မယ်လို့ထင်ပါလေဖြစ်နိုင်မလားအခုဆရာတော်ကပြောနေမှာဒါကူဆရာတော်ရဲ့လက်ရှိပါလေမြင်ကြည့်လို့ရပါဒီဇာရိုင်းနားမှာဆိုရင်ကျွန်တော်ကဘာမှမရှိတဲ့အခုကခရီးရန်သိန်းတော်တစ်ခုကကိုးတော့ဖြစ်ကျွန်တော်ခန္ဓာပြီးမှဆွေးနွေးလို့ရပါတယ်ဒါတွေကို ်ဆရာတို့ကခွင့်ပြုပါတယ်ခွင့်မပြုဘူးဦးစင်မပြောလို့လားကခုနကကျောစာပြင်းအောင်ဖြစ်နေတယ်ဒေါက်တာတမောင်ထွန်းပြောတယ်စီလိုဝါလိုဖြစ်နေတယ်ဆိုရင်ဦးစင်တို့အဲ့ပေါ်ဘလို့ရေးယူကြဘလို့တင်ញအောင်လုပ်ဒါဦးစင်မြင်တော့ဆိုတော့ခုနကအထောက်ပံ့ဦးစင်တို့နိုင်ငံကခဏခဏ NGO တွေလာတယ်ဆိုတော့ဦးစင်ဝမ်းသာတယ်ခုဒေါက်တာတမောင်ထွန်းရဲ့နေရာက ဟိုပြန်ကြည့်လိုက်ရင်သူချက်ချင်းကြီး ICRC ရဲ့တဝန်းနဲ့ဖြစ်တော့ဦးစင်အောင်စဉ်းစားမိတယ်။ချက်ချင်းကြီးတစ်စီကတော့ခရတော်ခရိယံရဲ့ဒီဇိုင်းဒါပတိယငငယ်လေးကလည်းချက်ချင်းကြီးလှုပ်ရှားခဲ့ဘူးလေ။ဦးစင်မြင်တဲ့လောကအမြင်ကိုဆရာတော်တမတော်ရင်းနဲ့ဒီနေ့ငငယ်တဲ့ရဟန်းဖြစ်လာတဲ့ပုဂ္ဂိုလ်မသိနိုင်တာလည်းအများကြီးပါ။ဒါကြောင့်ဦးစင်ဝင်လိုက်ကြ။နေရာမယူပါဘူး။ဦးစင်တရားအထုတ်ဖို့လား။ဦးစင်တော်ကနေရဟန်းတော့ခွလပါနော်။နော်။ တောင်းနေနှလုံးသားထဲမှာလာကြုံလို့ရှင်းပြကြတာဆိုတော့တော့ပြောရကြေရဆိုတော့နောက်ဆုံးဖြစ်လာမှာခရီးယံဘာသာဝင်တွေကမွတ်စလင်တို့ဂျီဟတ်လုပ်ဉာဏ်နေမလားလို့ဉာဏ်ဆင်းနေတယ်။ဆရာသိတာဒီဂျီဟတ်။ဒီဖျားနေတော့အသက်ပေးမယ်ဆိုပြီးတော့အမှုတွေရှာအခုသူလုတ်သွားတယ်။ဆရာရဲ့ ဆက်ချောင်းတက်တာလောက်လောက်ခဲ့တဲ့ဥစ္စာဒီကနေ့မိတယ်ဆိုတာဥစ္စနာမလိုက်မမိသေးဘူး။ဟဲ့ဘယ်လိုလုပ်။နောက်တစ်နှစ်တရားနေနှစ်တရားလုံးဒီလိုပေါ့။ဆရာတို့ဆယ်နှစ်တာဆယ်ငါးနှစ်တာယုံကြည်သွားနဲ့သူ့ကိုပေါင်းသိနေတယ်သူ့လင်းနေဆိုတဲ့သူ့ရဲ့ဟိုဝိညာဉ်ဝိညာဉ်မကောင်းဘူး။နည်းနည်းပေါ့ပေါ့ခုနလိုက်သူ့ကိုပြန်ပြီးဝေချကောင်းလေးပြီးမြင်ပါနာပြု။သူ့ရရတယ်သူ့မှာနောက်ကခွန်အားရ အဲ့ဒီအောင်မြင်မှုတွေအတွက်ရှိခဲ့တဲ့လူတွေနဲ့အခုပေါ်တယ်ဆိုတဲ့ကိစ္စဦးဇင်းပြောမှသိတယ်ဆိုတဲ့အခြေအနေတည်းရဘာမှပြောစရာမဟုတ်ဘူးလေအခုဦးဇင်းမပြောပြင်ငါဖြစ်နေတဲ့အခြေအနေဦးဇင်းကမဝင်ခဲ့လို့ရှိရင်ဒါကြီးဆက်လက်ပွားများနေတယ်တရားဟာအမှန်တရားဆိုရင်အဲ့ဒီဘာသာအတွက်မကောင်းဘူးဘုရားဘာသာအတွက်ကတော့ဒါကြီးရရဆက်ဆက်ပါလေလူသားပြောမပြောကောင်းတဲ့စကားကိုသူပြောနေတယ် အဲ့လိုပါနောက်ပြီးဦးစင်ကခုနက NGO နဲ့ပတ်သက်လို့ဒါဦးစင်အမြင်ပါထောက်မှန်တာဦးစင်တို့ရှင်းရတဲ့လူတွေလိုအပ်ပါတယ်ဒီကနေ့ဒါလည်းဦးစင်ဒါနိုင်ငံရေးကံချက်ပါဦးစင်ကစီဝိုင်းမှာဘာမှမဟုတ်တဲ့ BSc Zoology နဲ့ကျောင်းပြီးမယ်ဦးစင်လောက်တာစိုက်ပြီးပညာတွေဦးစင်ကအကုန်လုပ်တာရပ်တည်မှုနဲ့ရတဲ့ပွဲနဲ့မဆိုင်ဘူးစူးစမ်းမှုနဲ့ဦးစင်အောင်မြင်ခဲ့တဲ့သူပါဒါပေမဲ့ဒီကနေ့မြန်မာနိုင်ငံကနိုင်ငံရောက်သွားလှုပ်လှုပ်နေရတယ်တိုင်းပြည်ဆင်းရဲလက်ညှိုးထိုးနေတာဘယ်လိုလဲဆိုခရီးရန်ကောင်းအောင်နေပြီ ဆောင်စင်းရရမှုပြောလိုက်ဘာကြောင့်လဲစင်းရဲနေပါလေစင်းရဲပြောမှာဟိုကထောက်ပံ့အဲ့ထောက်ပံ့အဲ့နိုင်ငံကြီးရောက်မှာသူတို့ဘွဲတွေရသူတို့ရတဲ့ထောက်ပြဘွဲတွေတခါလာပြီးဒီမှာအဲ့ထောက်ပံ့မယ်ဆိုပြီးတော့ထောက်ပံ့တဲ့လူကိုကျွေးတော့ကလေးတွေကြတော့ကစွန်းရလေကြည့်ပြီးသူတို့ကမဲသားနဲ့စားတာမပြောမယ်ပြောနိုင်တဲ့လူရှိတယ်အဲ့ဒီလေရဘူပြမချောက်ခိုးဆူလူကျောင်းသားတွေအချင်းချင်းစာလူစားဒါအခုမင်းကြည့်လို့ရပါလေဦးစင်းခေါ်ထားပါလေ ဒီအချိန်လေးတော့ဆရာတို့ဘယ်လိုလုပ်ကြလဲယဉ်ကျေးနာသူ့ရဲ့ personal file ပြသသွားတာယဉ်ကျေးဘူးအတင်းတော်တွေကအုပ်ချုပ်ပြီးတော့မိဘမဲ့ကလေးတွေနာခဲ့နေတာကလေးတွေအများကြီးမိဘမဲ့ဖြစ်သွားတယ်အလောင်းလေးချောင်းမှာကြားထဲမှာပဲဦးဇင်းတို့ကိုယ်တိုင်ကလေးတွေရှင်းနေမှုမားရနောက်ပြီးခရီးရန်တွေကမားသွားတယ်ချင်းတင်းတော်တွေကမားဒါဦးဇင်းတို့ဗုဒ္ဓဘာသာအနည်းနဲ့ကလေးတွေကလာရင်အကုန်တောင်းနေတယ် ဦးဇင်းတို့မော်တော်ရင်းနဲ့သွားကြတယ်။မိသားရှင်ရှိပြီးသားနဲ့သွားတယ်။မကုတ်ခိုင်းသွားပါလေဦးဇင်းတို့အတူသွားပြီးလှူရှာခဲ့။တကယ်ကိုဗမာပြည်သူရဲ့တစ်ဆက်နဲ့ပဲအဝိဇ္ဇာတွေပဲအကုန်ပြီးခဲ့။ပုဂ္ဂိုလ်မမီးဘာသာမမီးဘူး။ဒါပေမဲ့ဒီကနေ့လာပြီးလှူပြီးရခိုင်မှာလာလို့ဒီစကားနဲ့ပြောသွားတယ်။ပြဿနာဖြစ်တိုင်းဒီဘာသာဝင်မှုဟိုတော်ကကြောက်ဆယ်ပဲမှာမိလောက်မွတ်စလင်ဖြစ်မှလူမဲ့ အပုတ်လိုက်ထားတယ်မတို့ဘာသာဝင်တွေလှူဖို့ဆိုပြီးရောက်ဒါဟာဘာလဲဆိုတော့ဦးစင်းမြေပေါ်ရှောင်းလဲနေတဲ့ဓာလေးကိုနဲ့ညှိပြီးတော့ပြောရအောင်နဲ့နားလည်မနေတော့တာကျောင်းပြအောင်ဆရာတို့မှာဆရာတို့အတင်းတော်တွေနဲ့မဝင်နဲ့ SDA စပယ်တပိုင်းဆရာတို့လည်းမဝင်နာဒေါက်တာတမောင်ထွန်းကမဝင်ဘူးအမရှိမရရှိတယ် ဒီလိုဆိုရင်ဒီတိုင်းဆက်သွားနိုင်မလားဟာဒါဆရာတို့ပဲဦးစင်းကတွေးပြီလားဘာကြောင့်တွေးပြီလဲဆိုရင်ဆရာတို့စီးလုံးမှာဦးစင်းတို့နောက်ကဆော်ကားတော့မှာဆရာတို့ကအလို့မတော်ကသူနဲ့ဆိုင်မှုလို့ပြောရင်ဦးစင်းကအခုမလာတဲ့လူတွေရခေါင်းဆောင်နေနဲ့တွေ့မှလားခေါင်းဆောင်နေနဲ့တွေ့မှလားလို့မေးထားတယ်သူကတော့ဆရာဘယ်လောက်ထိပြောမလဲဦးစင်းနားထောင်ပေးတာဆရာဘယ်လောက်ထိတောင်းဝန်ယူပေးမလဲအနည်းဆုံးပေါ့အမှားလို့ပြောရင်တော့ ဝန်ရောကြောင့်တော့ဝန်လာပုံမစီလူကြီးလူကောင်းပြီးတော့တော်ရရလူတွေအင်တာနက်ကိုလက်မကြည့်နိုင်ဘူးဆရာသူတို့တရင်နာလေး channel ကြီးတော့ဖတ်နိုင်ဘူးဦးစင်ကတောင်းမှန်တာမဖြစ်နိုင်ဘူးလားမင်းဆရာဆောဆောနေဟောတော့ဆရာဦးဆုံးရှင်အခုဒီကို